အလုံးမဲမင်္ဂလာပါရှင်ဒီကနေ့ဖက်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့ကြာမမက်ကြီးဦးရေးသားထားတဲ့မြစ်တာမိုးရင်နဲ့အခြားဝတ္ထုတို့များစာအုပ်ထဲမှာနေညိုချိန်များချုံမြင့်သွားစေဆိုတဲ့ဝတ္ထုတို့ကိုဖက်ပြပေးမှာဖြစ်ပါတယ်။ကျမကတော့စာဖတ်သူမြက်လင်းဟုံဖြစ်ပါတယ်ရှင်။နေညိုချိန်များချုံမြင့်သွားစေဘဝတစ်ခုဤတတန်အားတုံမှန်ချသော ပထမအရွယ်ဒုတိယအရွယ်နဲ့တတိယအရွယ်ဟုတတ်မှတ်မှုပြုထားသည့်ကာလများတွင် ထမအရွယ်နာ အမိဘတို့၏ပြုစုစောင့်ရှောက်မှုဖြင့်၎င်းဒုတိယအရွယ်တွင်မိသားစု၏ပြုစုစောင့်ရှောက်မှုဖြင့်၎င်းဘဝကိုရှင်သန်နိုင်ကြတော်လဲတတိယအရွယ်အတွဲစောင့်ရှောက်နိုင်မှုမှာမိမိမှတပါတခြားသူမရှိနိုင်ပါမိမိကိုယ်ကိုယ်သာ အားကိုးရာအဖြစ်တတိမွေရတော်မူဖြစ်တယ်မရဏနိုင်ငံသို့သွားနေသည့်ခြေလမ်းများသည်ဇယားနှင့်ပြားရီကြောင့်အင်အားချိနေကုန်တယ်ထို့အချိန်ကို နေညိုချင်းဟုတင်စားသတ်မှတ်ပါလေနေညိုချင်း၌ချိုမြိန်နှွေးထွေးသောဘဝများအဖြစ်ဖြတ်တန်းနိုင်ရန်ကျမနှင့်ကျမယောက်ခမတို့၏ပရိဒတ်လုပ်ငန်းငယ်ကလေးတစ်ခုကိုဝမ်းမြောက်ဝမ်းသာခံစားနိုင်ပါရန်ရည်ပွယ်တင်ပြလိုပါသည်ကျမယောက်ခမနာမည်ကဦးတာထူကုံသွဲလျာဌာနမှအငိမ့်စားဝန်ထမ်းဖြစ်တယ်ကျမအားဖခင်နဲ့မချသောမေတ္တာကို ပေးသူအဖြစ်၎င်းအတူယူစရာအလေအကျဉ်းကောင်းများစွာဖြင့် ဘဝကိုရှင်သန်နေထိုင်တတ်သူအဖြစ်၎င်းလေးစားချစ်ခင်ခဲ့ရပါတယ်။ရားစွာသောရောက်ကမနှင့်ချွေမာတို့၏ပေါင်သင်ဆက်ဆံရေးသည် အစဉ်မပြေကြပါ။သို့သောကျမနှင့်ကျမရောက်ကမတို့၏ဆက်ဆံရေးသည်မိဘနှင့်သာသမီဆက်ဆံရေးမျိုးဖြစ်ပါတယ်။အဘယ်ကြောင့်ဆိုသော ကျမ၏မိဘများသည်ပွင့်လွန်ခဲ့ပြီးဖြစ်၍မိဘနေရာတွင် ရောက်ကမများအားအစာထိုးအားကိုချစ်ခင်ခဲ့ရသောကြောင့်ဖြစ်ပါတယ်။ရောက်ကမများဘက်ကလည်း ကျမတည်တူဒီတော်တာဤဇနီးဖြစ်နေသောကြောင့်ဖြစ်ပါれ။ကျမနှင့်ယောက်မနှုတ်ဦးတို့ဤယင်းဤချစ်ခင်မှုအကြတွင်ကျမ၏ခင်မွန်းသည်တခါတရံ၌ပွင့်ပြောင်းနေတတ်တယ်။မိဘမေတ္တာအစားယောက်မများဤမေတ္တာရိပ်အောင်၌ကျမအေးချမ်းစွာနေထိုင်စဉ်ယောက်မမိမဖြစ်သူသည်ဥနောက်သွေးကြောပြက်ခာရုတ်တရက်ဆုံးမကွယ်လွန်ခဲ့ပါれ။ယောက်မနှုတ်ဦးဤအိမ်နောက်တဲ့နှစ်၄၀ကျော် တည်ရောစင်တရားများကို အတူနေရင်မြင်ခဲ့ရ၍အားကြမိခဲ့ပါတယ်။ကျမနဲ့မိသားစုအပေါ်တည်တံ့မှုဘယူဆိုင်မှုနှင့်နာခံမှုများကိုတွေ့ရ၍ကျမရောက်ခမအားဖခင်ကိုခေါ်တဲ့ကဲ့သို့အဖေဟုခေါ်ခဲ့ပါတယ်။ Dairy Fest တကလုံးကိုအဖေသိဝေမဟုတ်ပါ။မိမသားများအားညှတာတတ်သောယောက်ျားတို့၏စိတ်ဓာတ်ရှိသူအဖေသည်အိမ်နာဦးစီးတောင်ကို ပြည့်စုံစွာကျေပွန်ခဲ့သူဖြစ်ပါတယ်။ဇနီးမယားကိုချစ်တတ်သောမိသားစုကိုခင်တွဲတတ်သောအရာရာကို နားလည်နိုင်မှုများဖြင့်သိတတ်လွန်သော အဖေဤသားကျမခင်မော်သည် အဖေစိတ်နှင့်စန့်ကျင်စွာဖြင့်မိသားစုကိုမခင်တွဲအနစ်နာခံစိတ်ရှိသောတကူကောင်းသမားဖြစ်ခဲ့တယ်။ထိုခင်မော်တဲ့မှာအဖေသားမပီးသားစွာဇီဝရှာရန်ဟိုအကြောင်းပြကကျမနဲ့လာသားအွယ်ကလေးကိုထားပစ်ခဲ့ပြီး ရှမ်းပြည်နယ်ဘက်သို့ထွက်ခွာသွားခဲ့တယ်။နောက်မကြာမီပင် သူနောက်အိမ်အောင်ပြူပြီးကြောင်းစာကိုလက်ခံရရှိခဲ့ပါတော့တယ်။ခွေတာခွေထင်မိုက်တဲ့တာကျမထက်ပေါ်ရွေးယူကျိုးမရခန်းစားနေရတော့အဖေကိုကြည့်ပြီးအာနာတနာလာပါတယ်။ကာယအေးချမ်းသောဘဝလေးတဲ့တွင် လောင်မြိုက်လာသောမိလျံများကို အဖေသည်မြစ်တာရဲ့အေးဖြင့်ညှိအေးနိုင်ခဲ့ပါတယ်။ခင်မုံအေးစွန့်ပြစ်ခြင်းခံရပြီးနောက် ယောဂမလုံသူနှင့်အတူတဲ့၍နေထိုင်ရန်မသင့်လျော်သောကြောင့်တားငယ်ကိုပိုက်ကဇာတိတို့ပြန်ရန်ပြင်းနေသောကျမကိုယောဂမဖြစ်သူကနားလည်စာနာစွာပြောလာတယ်။တမိပြန်သွားပြီဘသူနဲ့နေမလဲ။ဒီကလေးတယောက်နဲ့ဘာလုပ်စားမလဲ။ကျမ၏အဖေတို့သည်စကားအဖြစ်တုံ့ပြန်မလာနိုင်မင်း။ဝမ်းနေကြေကွဲစိတ်နဲ့ငိုယုံမှလွယ်၍ဘာမှမလုပ်တတ်ခဲ့ပါ။အမျော်အမြင်ကြီး၍မေတ္တာစိတ်ပြေဝသောအဖေသည် ကျမနဲ့သူဤနေထိုင်ရေးအတွက်အစီအစဉ်တစ်ခုပြုလုပ်ပေးခဲ့ပါတယ်။နေပိုင်းတွင်ရုံအလုံးလုံး၍ညဘက်တွင်ကျမတို့အိမ်နှင့်ခက်လန်းလန်းတွင်ရှိသောဘိုးတော်တစ်ခုတွင်ညဆောင်အလုပ်ကို အဖေကတောင်းပန်အတနာခန့်ကလုပ်ကမ်းခဲ့ပါတယ်။ချွေမနှင့်ရောက်ခမဆိုသောစီးကို အဖေကပြေဝစွာ ကာကွယ်ခြင်းထားပေးခဲ့ပါတယ်။ရုံမှပြန်လာပြီးခဏအမောဖေကညနေ6နာရီမတိုင်မီ ညစာအတောင်းဝရှိရာသို့သွားခဲ့ရတယ်။ကျမတို့သားအမိလုံချုံရေးအတွက်တကားများကိုတင်ချပိတ်စေပြီးမှအဖေအလုပ်သွားလေရှိပါတယ်။တားဖြစ်သူဤတောင်းဝမဲမှုတစ္ဆာမရှိမှုတို့အပေါ်အဖေခင်ဗျာတောင်းဝယူပေးနေရသည်ဟုမခံစားရပဲ။ကျမအားတမိတယောက်ကဲ့သို့တောက်လျှောက်ကလာသားအရွယ်မြင်းငယ်အားချိုးငယ်ဆင်းရဲခြင်းမဖြစ်စေရန်အဖေစွမ်းဆောင်နိုင်ခဲ့ပါတယ်။ယမလာ လမ်းမှာနှင်းများစွာအထိနေအလုံးညအလုံးများဖြင့်အာလတ်မှုရှိသောအဖေသည်မြင်းငယ်အတွေ့ကြောက်တံချုံပေးခြင်းခဲတံချုံပေးခြင်းစားအုပ်အဖုံဖုံးပေးခြင်းနှင့်ခြံထဲတွင်သီးပင်စားပင်များကိုစိုက်ကာအချိန်အာအာမထားခဲ့သူဖြစ်ပါသည်သူ၏အဝတ်အစားများကိုကိုယ်တိုင်ရှုံ၍ဝတ်တတ်သည်အဖြူရောင်ရှက်အင်းကြီးကိုသာ အမြဲဝတ်ဆင်တတ်သောအဖေသည်အင်းကြီးအဖြူရောင်ကဲ့သို့ သူ့စိတ်ကိုလည်းဖြူစင်အောင်ထားတတ်သူဖြစ်ပါတယ်။ခင်မုံဤဆုံးပြခြင်းနဲ့ညီသားကြလာတော့ကျမသည်ရွယ်စိတ်နှင့်ညှော်လဲ့ချက်များကိုဖြည့်ပြောင်းနိုင်ရန်တားငယ်အပေါ်စိတ်နှိမ့်၍အဖေစီစဉ်ပေးတော့အင်ဆိုင်လေးဖြင့်စိတ်ရောလူပါမအားလန့်စေရန်ကြိုးစားခဲ့ပါတယ်။အဖေနှင့်ကျမတို့တာမီနှစ်ယောက်ဤတန်ရောစင်သည်လည်းပုံမူကြစ်လက်တိတ်တဲခိုင်မာခဲ့ပါတယ်။အနီနာပတ်ဝဲခြင်းမှလွယ်၍ ွေးသားတော်ဆန်မှုကိုမသိသူများကတာဖာအရင်ဟိုထင်ကကျမနဲ့လက်ထက်လို့ကြောင်းပြောလာသူများကို အဖေကငင်းပယ်မထုတ်ပဲပညာရှိစွာဖြင့်ကျမအားအတိပေးပြောပြကရွေးချယ်စေပါれတနာနေ့ရှင်သောတန်ရောစဉ်အပူမီကို ကျမကြောက်လန့်လျက်ရှိ၍ရင်းဆန်သည့်အခါတိုင်းအဖေကဖခင်အရင်ပမာအခွင့်အရေးအပြည့်အဝပေးခဲ့ပါれအဖေကိုအာမနာနဲ့နော်သမီးသမီးဘာသာဆုံးဖြတ သူတစ်ပါးအားချစ်ခြင်းသည်စိုးရိမ်ပူပန်ခြင်းနှင့်ရပတ်နှောက်ဖွယ်ခြင်းကိုဖြစ်စေကြောင်း။ကျမကောင်းစွာသိခဲ့ပြီးဖြစ်၍အဖေအားပြောပြခဲ့ပါသည်။ကျမအတွေ့ငဲကွက်တတ်သောအဖေသည်သူသားဖြစ်သူကကျမကိုဆုံးခွာသွားသည့်အချိန်မှစ၍အိမ်တွင်မအိပ်ခဲ့သေးမှနှစ်ပေါင်း22နှစ်ရှိခဲ့ပါသည်။အသက်80ကျော်လာတော့လေ။ရစီအနှဲငယ်မှုံလာခြင်းမှလွဲ၍ကျမ်းမာရေကောင်းသောအဖေသည်ရာဆောင်အလုပ်ကို တက်လက်လောက်ကန်လို့တော့လေညီတိနေရကားမြလက်တဲ့မခံတော့ကြောင့်စိတ်လျှော်၍အိမ်တွင် နားခဲ့တယ်အရွယ်ရောက်နေပြီဖြစ်တော့ကျမရဲ့သားကြီးကဘဘတားနဲ့အိမ်မှာအိပ်ဖို့ရရှိအောင် နားလိုက်ပါဟိုဆိုတော့အခါအဖေပြုံးနေတတ်တယ်အဖေသည်ညဆောင်အလုံးမရှိချိန်မှာစားကနေ့အချိန်တွင်လောက်ရတော့အလုံးများကိုပုံမလောက်ကန်ခဲ့ပါတယ်ကျမဈေးမှပြန်လာလျင်ပါလာတော့ပစ္စည်းများကို ချက်ဝါမှကြိုယူပါ ိုင်အတွေ့အိမ်အတွေ့ခွဲခြားစီစီပေးတတ်တယ်။ခင်းချက်စရာအသီးအရွယ်များကိုလည်းကိုတင်ပေးတတ်ပြီးကြက်တော်နွားငရုတ်သီးထောင်းမှစား၍ကုညီပေးတတ်သူဖြစ်ပါတယ်။ဘာစားခြင်းသည် ဘာလုပ်ခြင်းသည်ဟူ၍တောင်းဆိုမှုမျိုးမလုပ်တတ်သော အဖေဤစိတ်သည် လောဘတရားကိုပယ်တတ်ထားပုံရတယ်။ကျမနေရောပန်ဝန်းကျင်နေပါလက်လျောညီထွေနေတတ်သောကြောင့်အလုံးဤချစ်ခင်လေးစားမှုကိုရခဲ့တယ်။ သူ၏တတရအရွယ်သည် အနေအထိုင်အပြောအဆိုတတ်သောကြောင့်ဘဝနေဝင်ချိန်သည် ချိုမြင့်နှစ်လိုပွဲရာရှိခဲ့သလိုကျမ၏ဖခင်အလားတန်ရိုးစင်များပို၍ခိုင်မြဲလာပါသည်ကျမတို့ကောင်းရဲ့အိမ်မှာဘဘဥပေါတို့သည် အဖေတဲ့အသက်၄၅နှစ်ပိုကြီးတယ်လိမ္မာသောတာရှိသည့်အတွေ့စားရင်နေရင်ပူပန်စရာမရှိပါသောသောအစာအတောင်စီစာကြောင်တက်၍ခင်းကိုငခုငကြီးနှင့်သာစားတယ် ဘဘသည်အဖစ်တဲ့အရန်ပေါ်ရှိသောကြောင့်ခါသည်ပေါ်ပြီးကိုင်းနေတတ်တယ်။ခါကုန်းပြီဆို၍လမ်းလျှောက်လျင်ရေဘက်ကိုကော့၍လျှောက်တယ်။ကုန်းနေသောခါနှင့်ရင်ကိုကော့၍လျှောက်တတ်သောကြောင့်လမ်းလျှောက်သည့်အခါကော့ကုန်းကြီးဖြစ်နေတတ်တယ်။ဒီစည်းကမ်းရှိသောပရီလုံးများကိုတဖြောင်ဖြောင်အတန်မီအောင်စိတ်တတ်တယ်။ရေချိုးရမှကြောက်သူဖြစ်၍ဒီလိုရေတန်ရှင်းမှုနဲ့တဲ့သို့တော်ကျမ်းမာက အသက်ရှိတယ်အဖေကဲ့သို့ပင်ဘဘသည်လည်း ခေါင်းရည်ချင်းနဲ့ခြေသေးလက်သေးညှက်ပေးရခြင်းကို ကျမကို တပတ်တခါခိုင်းတတ်ပါတယ်။ဘဘပိုခေါ်ဥပိုသည်တခြားမျိုးမှာကျမတို့မျိုးတို့ပြောင်းလာသူဖြစ်ပါတယ်။သူဤသားသည်ဌာနတကူမှာမန်နေဂျာတအုပ်ဖြစ်ပြီးချွေးမသည်လည်းအစိုးရဝန်ထမ်းဖြစ်တယ်။ဖရာသွားရင်ဖုန်ကြီးတောင်းသွားရင်ညမန်တမ်းမိကအဖေနှင့်ဘဘဥပေါတို့တို့အားတီကျွမ်းခင်မဲလာခဲ့ခြင်းဖြစ်ပါတယ်။တားနဲ့ချွေးမဖြစ်သူတို့အလုသွားလျင် ိမ်တကာတော့ပိတ်ကဘဘပေါတယောက်ကျမတို့အိမ်တို့ရောက်နေတတ်တယ်။ကျမနဲ့အဖေထမင်းစားလေးအယိုးနဲ့မာတော့အသားဟင်းများကိုဖယ်ရှားချေမွားကအဖေထမင်းပကံ အနာပတ်လေပေါ်တွင်အသင်စားစီရန်စီစဉ်ပြုလုပ်ပေးထားသည်ကိုကြည့်၍ပြုံပြုံလေးပြောပါရယ်။အရာကျွေးမက အလုပ်တစ်ဖက်နဲ့ဆိုတော့ဇပွဲပေါ်မှာစားစရာတွေအစင်းသင့်တင်ပြီးသူကရုံးသွားရတယ်။စားရတာအေးဆက်ပြီး အဆင်မပြေလာဘူးပေါ့ဗျာဟိုညည်တတ်တယ်။ခမားတို့သားအဖကိုအားကြတယ်ဗျာဟိုနှုတ်မှဖွင့်ဟာချီကျူတယ်။ဘဘပေါ်အားတနာမိတော့လေညီတို့ကိုညီရမြင်မှန်မသိခဲ့ပါ။ဒီမနဲ့သဘောထားတို့သည်ဖေဖေကလည်းဘဘပေါ်ကိုတနာလျက်ရှိတယ်။အဖေနဲ့ဘဘဥပေါတို့သည်ခေါင်းရွေရွေခြေသေးလက်သေးများညှက်ခိုင်းတတ်တယ်။သူ့အိမ်ထဲကျမတို့အိမ်တွင်အနေများခဲ့ပါတယ်။ ကျုပ်တို့၃ယောက်စလုံးကကျွေးမတွေနဲ့နေရတာဆိုတော့ကျွေးမအလိမ့်မှာမေဘတ်တာအကြောင်းပြောကြရအောင်။မြတ်စွာဘုရားရှင်လက်ထက်တော်အခါကနာတပိန်တထေကြီးဤတမိအလတ်ဖြစ်သူစုလသူဘတ်တာသည်ယောက်ကမများဤအချစ်တော်ဖြစ်ခဲ့ပါတယ်။ယောက်ကမများဤမိစ္ဆာဒိဋ္ဌိအယူကိုပယ်စေ၍မြတ်စွာဘုရားရှင်အားပြညိုတရာပွားများလာအောင်စွမ်းဆောင်နိုင်သူဖြစ်ခဲ့ပါတယ်။မေဘတ်တာဤလိမ္မာပါဏတ်မှုကြောင့်ယောက်ကမများဤ ကြစ်ခင်ချင်းခံရမှုကို ကျမနဲ့နှိုင်းရှင်တင်စားကကျမအားမေဘတ်တာဟိုကြည်စေခေါ်ခြင်းကိုကျမကျင်းနဲ့ကြည်နူးခြင်းရှိခဲ့ပါတယ်။သို့တော်ထိုအဖိုးအသုံးအတွေ့ကျမတွင်ထိရောက်သည့်လှုပ်ဆောင်ချက်မရှိခဲ့ပါ။ခေါင်းရည်ရွယ်ခြေသေးလက်သေးညှက်ပေးုံသာဖြစ်ပါတယ်။သို့တော်ထို့ထက်ပိုလွန်သောတာဝန်များယူပြနိုင်ရန်အကြောင်းတစ်ခုရှိလာခဲ့ပါသည်။ဘပပိုချော်လဲပြီ ခါးစင်လွဲသွားလို့အိယာကမထနိုင်တော့ဘူးဆိုတော့တတင်းရလျင်ရချင်းအဖေနဲ့အတူဘဘပေါ်အိမ်သို့ရောက်ခဲ့တယ်။ချော်လဲရကောင်းလားဆိုသည်ချွေမအီအပြစ်တင်တဲ့များကြားရ၍စိတ်မကောင်းဖြစ်ကြရပါတယ်။အိမ်ပြန်ရောက်လျင်အဖေနဲ့ကျမတိုင်းမင်းကဘဘပေါ်ကိုကျမတို့အိမ်တွင် ခေါ်ယူပြုစုပေးရန်တားနှင့်ချွေမထံခွင့်ပန်းခဲ့ပါတယ်။ဝမ်းမြောက်ဝမ်းသာစွာခွင့်ပြုခဲ့၍ ဘဘပေါ်ကျမတို့အိမ်တို့ရောက်ရှိခဲ့ပါတယ်။ဘဘပေါ်ရောက်လာသည့်အခါဘဘဥပေါတို့သည်လည်းခဏခဏရောက်လာကအားပေးနိုင်ခဲ့တယ်။အသက်အရွယ်အရာဇရာနှင့်ဗျာဒိကိုဤအဖိုးအိုသုံးဦးအားကြည်လက်ယုံနှင့်တည်သားနေတယ်။ခန္ဓာဝန်ကိုတောင်းတင်းစွာထမ်းနိုင်ရန်အင်းအားတို့သည် ချိုးငယ်လာတယ်။အထီးကျန်၍အားငယ်သောစိတ်တို့ကခွန်အားတို့ကိုယိုယော်စေခဲ့ပြီး တို့သုံးကိုအဘေနှစ်သိမ့်နိုင်သူမှာကျမသာဖြစ်ခဲ့ပါတယ်။အကျိုးကိုမျှော်ကိုသောအလုပ်ကို မလုပ်ခဲ့ရုံအမှန်ဖြစ်ပါတယ်။အကြောင်းကြောင့်ဖြစ်ပေါ်လာမည်အကျိုးကိုသာလက်ခံနိုင်ရန်ရှိပါတယ်။ဤစေတနာအခြေခံတရားတို့ဖြင့်အဘေနှင့်အတူအခြားအဖိုးအိုနှစ်ဦးကိုပါကျမပြုစုကူညီခဲ့ပါတယ်။တို့မိသားစုများမှထောက်ပံ့လာသော အစားအသောက်အနည်းငယ်သာလျှင်မကောင်းတတ်၍လက်ခံခဲ့ရပြီး ကျမဤဝင်ငွေချွေးနှဲစာဖြင့်တန်ရှင်းစွာရည်တည်နိုင်ခဲ့ပါသည်။ဘဘပေါ်ရောက်လာပြီးမကြခင်မှာပဲ။ဘဘဥပောက်တူဖို့ပါ။ကျမတို့အိမ်တွင်ပြောင်းရွှေ့ခေါ်ထားပေးစေလိုကြောင်း။တားနှင့်ချွေးမလို့တို့မှပြောလာ၍ကျမအာရဝမ်းသာစွာပြေး၍ခေါ်ခဲ့ပါသည်။ရက်ွက်အတွင်မှလူအများကဒါဘိုးရိတ်တာလားဟဲ့။ဘွားမရှိ၍ဘိုးဘွားမခေါ်ဟိုစာနောက်လျင် ဘဘဥပေါတို့မှာဖြစ်စေအဖေမှာဖြစ်စေလေးထွက်နေသောအတန်ဖြင့်ပြန်လဲဟစ်ကြွေးပြောတတ်ကြတယ်။ဘိုးရိတ်တာမဟုတ်ဘူးဟဲ့မေဘတ်တာရိတ်တာတဲ့။ရက်ွက်လူကြီးများနဲ့တမဝရမလူကြီးများအထိတိတ်နေသောကျမတို့အိမ်မှာ အဖိုးသုံးယောက်အတွဲမဲဖောက်နှိုက်เสียမလို့တော့ခွဲတန်းချပေးတတ်တယ်။ဥပေါတို့ဥတာထုဟောလစ်တဘူးတဲ့။ဥပေါစွတ်တော်သောစွတ်ကျယ်လက်ပြတ်သုံးတယ်ဟုဆိုလိုပါတယ်။ ရက်ွက်အတွင်းမှာလည်းကျမရဲ့စေတနာကိုအတိအမှန်ပြူလာကြတယ်။ငပြောခိုင်နဲ့တင်မော်သေးများကိုဈေးတော့မသွင်းမယ်။ကျမစီလာကျွေးဈေးနှုန်းတက်တာစွာရောင်းချပေးတတ်တယ်။စိတ်ပျော်ရွှင်ချမ်းမြေ၍ဖြစ်မယ်ထင်ပါတယ်။ဘဘပေါ်၏ခါစစ်နာသည်လင်းမြန်စွာတက်တာပျောက်ကင်းခဲ့ပါတယ်။ခါစစ်နာပျောက်တော့လဲဘဘပေါ်မှာသူ့အိမ်သူမပြန်တော့ပါ။အိယာထက်တွင်လဲလျောင်းနေရစဉ်ကာလတစ်ချောင်းလုံး ဘက်စိုးဟုခေါ်သည့်အရာနာများမဖြစ်စေရန်အထူးဂရုစိုက်၍တန်ရှင်းပေးကြရပါသည်။အဖို့အသောရှိနေသည့်ကာလတစ်လျှောက်လုံးသူတို့သုံးဦးတရားဆွံ့ရသည်များ၊ဖျားရှိခိုးသည်များ၊ခြေအောင်နောက်ပြင်းနှင့်ပုံတို့ပတ်စာဥပမာများနှင့်ဘိုးသူတော်များရခဲ့ပါသည်။ကျမ၏သားသည် ထိုအဖို့အသောဘေးတွင်လူလားမြောက်ခဲ့ရသောကြောင့်သူတို့ကောင်းကျင့်စဉ်နှင့်ဤသူနီတီတို့ကိုနားလည်ခဲ့ရသည်။မြင်သောကြားသောနံသော သာတော်ထီတော်ကိစ္စတို့တွင်ဒိဋ္ဌိဒိဋ္ဌာမတ်တန်ဆိုသောဤအာယုံဖြင့်သိနေုံသာသိနေပါဟုဓမ္မသဘောအကျင့်ဟောသော အချုပ်တရားများစွာကိုလည်းနာသိကြရပါတယ်။ထို့အထက်မှနေ့စဉ်ကြားရသည်ကနာတပိတ်တထေနှင့်သူ၏သမီးဆုလသူဘတ်တာအကြောင်းသာဖြစ်ပါတယ်။ဘဘဥပေါတို့သည်ကျမအိမ်ရောက်ပြီးသုံးနှစ်ကြာသည့်အခါကွယ်လွန်ပါတယ်။ကွယ်လွန်ချိန်တွင်ဘဘဤခါသည် 90ဒီဂရီခန့်ကုန်းလျက်ရှိပါတယ်။ရေကြောက်သောဘဘသည်၃မိနစ်နည်းနည်းတွင်ခေါင်းရိပ်ပေးရန်နှင့်ခြေသည်လက်သည်များညှက်ပေးရန်ပြောလာ၍ကျမကခေါင်းရိပ်ပြီးခြေသည်လက်သည်များညှက်ပေးကရေချိုးတန့်စင်ပေးခဲ့ပါတယ်။အခုမှနေလို့ထန်လို့ကောင်းသွားတာလမ်းသွားတာပဲဟုတင်းနဲ့စွာဆိုရှာတယ်။ယောဂကြည်ကြည်မမမရှိပဲအပူအနှဲငယ်တက်၍တတိလစ်သွားပြီးနောက်အသက်ရှူရပ်သွားခဲ့ပါတယ်။ ကြည်ချင်းပြက်ချင်းကိုတင်ကျင်းနိုင်စွမ်းရှိပြီးသူများဖြစ်၍ပြုတ်ဝဲကိစ္စမှန်သမျှကိုတည်ငိမ့်စွာလှုပ်ဆောင်နိုင်ခဲ့ကြပါသည်။ဘဘဥပေါတူဆုံးပြီး၍တနစ်ခန့်အကြာဘဘပေါ်သည် လူကြီးယောဂတစ်ခုဖြစ်သော စားမဝင်အိမ်မပြောဖြစ်ရမှတလခန့်အကြာတွင်ဆုံးပါခဲ့ပါသည်။ခါစစ်ယောဂဖြစ်စဉ်ကလေးကပဲဆိုးများမဝင်အောင်ဝေယူဆိုင်ခဲ့တော်လဲ။သုံးရံတပတ်အလိုတွင် ဖဲဆိုးများတင်မနှစ်ဖက်တွင် ဖြစ်ခဲ့ပါသည်။ဘဘပေါ်၏အမွေများရလိုက်သောချွေးမှဖြစ်သူသည်ဘဘပေါ်အားကွယ်လွန်ကာနည်းတွင် သူ့အိမ်သို့ပြန်လည်ခေါ်ဆောင်သွားခဲ့ပါသည်။သူများအိမ်မှနေခြင်းအုံးလီသွေးသားထည့်တစ်စိမ့်ကို အကောင်ထင်နေတာတစ်စိမ့်လားဂယုဆိုင်မှာဂယုမဆိုင်လို့သာဖဲဆိုးဝင်တာပေါ့သို့သောစကားများကိုအဖေနဲ့ကျမကြားနိုင်အောင်ပြောခဲ့တယ်။လက်ပြတန်းစွာ နောက်ကျောလုံးသောကြောင့် ကျမမြေတီအစိတ်အနောက်ရှင်မှာမဖြစ်ပါ ကျမနဲ့အဖေဤရိုးရှင်သောပရိုက်တာလုပ်ငန်းဤစောင်းဘုံမှာ သူငယ်တဲ့ဖက်စာတွင်ပါတော့လဲနေသူထူပေးပါ အားငယ်သူအားပေးပါဟိုရွယ်ဖြစ်ပါတယ်အဖေဒီလဲဘဘပေါ်နဲ့လာအနှင်းငယ်ချားကသုံးပါခဲ့ပါတယ်အတူနေစဉ်ကာလမှာကွယ်လွန်ခြင်းအထိသူဤဝန်တော်ဝန်ဖိုးများအားလုံးကျမအားမပြီစေလိုသောကြောင့်ထင်ပါတယ် ဝေဒနာကိုကြာရှည်စွာမခံစားရပဲတိုးညင်းစွာပြောလာပါတယ်။အသက်ရှူမွားဖို့မောတယ်ဟုပြောရင်ဝေလွန်ချင်းအဖြစ်သို့ရောက်ခဲ့သည်မှာမယုံနိုင်စရာပဲဖြစ်ပါတယ်။ကျမနဲ့ပတ်သက်ခဲ့သော အဖိုးအိုသုံးဦးသည် သွေးသားတော်ဆန်မှုရှိသောသစိမ်းများဖြစ်တယ်။ဗုဒ္ဓဘာသာအယူအယအတိတ်ကံဤအကြောင်းကြောင့်ကျမနဲ့ဆုံခဲ့ရတယ်။သူတို့ဤဇာတိစကြိမ်တွင်ကျမနဲ့မဆုံခဲ့ရတော့လေ။ ဒယာနှင့်မရဏရရှိလာသည့်ကာလများတွင်တန်တရာမှကောင်းဝွန်စွာကျင့်တန်လွမြောက်နိုင်ရန်ညားစွာသောကုညီပံပိုးမှုများအားယောသားစွာပြုစုကုညီခဲ့ပါသည်။ကျမမသိနိုင်သော အတိတ်ဤအကုသိုလ်ကံတရားများမခံစားရပါကပစ္စုပန်၌ယခုပြုခဲ့သောကျမဤကောင်းမှုအကျိုးဆက်နှင့်အဖြစ်အပျက်များဤတိစ္ဆာစကားတို့သည် အမှန်ဖြစ်ပါသောကြောင့်မလွဲမသွေကြုံရအောင်မည် ျမဘဝဤနေဝင်ချိန်သည်ညှိုးမိန်မှုမရှိဘဲလှပချိုမြိန်နေရပါစေတည်းဟုတ်ကဲ့ပါရှင် စာရေးဆရာမမကြီးဦးရေးသားထားတဲ့နေညိုချိန်များချိုမြိန်သွားစေဆိုတဲ့ဝတ္ထုတိုလေးကဒီနေရာလေးမှာပဲပြဆုံးပါပြီနားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်